ရုတ်ဆောင်စုပြည့်တစင်းနဲ့မကြခင်မှာမင်္ဂလာပွဲကျင်းပမယ်လို့နာမည်ကြီးခဲ့ပေမယ့်စာတီးမြေကမော်လမြိုင်သူလေးနဲ့မကြခင်မှာလက်ထပ်တော့မယ်လို့သတင်းတွေထွက်နေတဲ့တရုတ်ဆောင်ဟေဝေယံမင်္ဂလာပါပရိသတ်ကြီးရှင်လူပြိုကြီးစီးရင်ဝင်နေပြီဖြစ်တဲ့တရုတ်ဆောင်ဟေဝေယံရဲ့အခြေရင်းနဲ့ပတ်သက်ပြီးပရိသတ်တွေတော်တော်များများကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်တရုတ်ဆောင်ဟေဝေယံကိုပရိသတ်တွေကနှစ်ပေါင်းတတော်ကြာကြာအတွဲညီခဲ့တဲ့တရုတ်ဆောင်ဆွေပြည့်တစင်နဲ့သဘောတူခဲ့ကြရာကနေငယ်စဉ်ဆိုပြီးတော့ပရိသတ်တွေကလက်တွဲစီခြင်းခဲ့ကြတာလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့လပိုင်းအတွင်းမှာလည်းတရုတ်ဆောင်ဟေးဝင်းရဲ့ဖခင်ဖြစ်သူကဟေးဝင်းရဲ့မင်္ဂလာကိစ္စနဲ့ပတ်သက်ပြီးမီဒီယာတွေကနေတဆင့်ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။ပြောဆောင်ဟင်းဝီရန်ရဲ့ဖခင်ကဟင်းဝီရန်ရဲ့မင်္ဂလာသတင်းတွေနဲ့ပတ်သက်ပြီးပြည်သက်တွေတည်ထားကြတာကအမှန်ဖြစ်ကြောင်းအခုနှစ်2025ခုနှစ်အတွင်းသားဖြစ်သူဟင်းဝီရန်ရဲ့မင်္ဂလာပွဲကိုကျင်းပမှာဖြစ်ပြီးလူကြီးမိဘတွေကသဘောတူထားတဲ့သူဖြစ်တဲ့အကြောင်းကိုလည်းဖြေကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီချိန်မှာတော့ပြည်သက်တွေကဟိဝိယံရဲ့သူတို့တမီးလေးဟာစူပြည့်သင်းပဲဖြစ်လိမ့်မယ်လို့တတိချယုံကြည်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဟေးဝိယံနဲ့ဆွေပြည့်တဲ့ဇင်တို့ကိုတိုင်းကတော့မီဒီယာမှာသူတို့နှစ်ယောက်ကချစ်သူတွေဖြစ်ကြောင်းမကြခင်မှာလက်ထပ်ကြမဲ့သူတွေဖြစ်ကြောင်းတရားဝင်ဖြေကြားထားခြင်းမရှိတာလည်းဖြစ်ပါတယ်။ဒီကနေ့မှာတော့တရုတ်ဆောင်ဟေးဝိယံကဇာတိချက်ကျွေမှုရဲ့မြေကမော်လမြိုင်သူချစ်သူမိန်းကလေးနဲ့မင်္ဂလာပွဲအကြိုဓာတ်ပုံတွေကိုစတင်ရိုက်ကူးနေပြီဖြစ်ကြောင်းဗီဒီယိုဖိုင်တချို့ပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မလို့ဟင်းဝင်းရဲ့လက်ထက်မဲ့မိန်းကလေးကဆိုပြတဲ့စင်ဟုတ်မနေပဲတခြားသောမိန်းကလေးတယောက်ဖြစ်နေတာကိုပရိသတ်တွေကသိရှိခဲ့ကြရတာလည်းဖြစ်ပါတယ်။ဟင်းဝင်းရန်ကတော့သူနဲ့ဆိုပြနဲ့ကိုသဘောတူကြတဲ့ပရိသတ်တွေအများနဲ့ပျော်ရွှင်စေဖို့အတွက်သူ့ရဲ့ချစ်သူကအင်ကာနန်နဲ့ဆားတဲ့အင်ကာသမီးလေးဖြစ်ကြောင်းပရိသတ်တွေသဘောကျပြောကြားခဲ့ပူတာလည်းဖြစ်ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့အနုပညာလောကတွေကမဟုတ်တဲ့တစုံတစ်ယောက်နဲ့လက်ထပ်တော့မှဖြစ်တဲ့အတွက်ငယ်စဉ်ပြိဿတွေကတော့စိတ်မကောင်းဝမ်းနဲ့ဖြစ်နေကြရတာလည်းဖြစ်ပါတယ်။ ဘလိုပဲဖြစ်ဖြစ်ဟိဝိယံလက်ထက်မဲ့သူတို့သမီးလေးအတွက်ပြည်သက်ကြီးကတော့ဝန်တာကွန်ပျူတာစကားလေးပြောကြားပေးခဲ့ပါအောင်နော်